ဆိုလာစက္ကနမဟာစက္ကနဆိုညီကိုနှစ်ယောက်ရှိရဲ့တဲ့အဲ့တော့တနေ့တော့သူ့ရဲ့အမေကအကြီးအကျယ်မကျမ်းမာမှဖြစ်တယ်အဲ့တော့ဆေးဆရာခေါ်ပြီးတော့ဆေးကုတဲ့အခါကျတော့ဆေးဆရာဒီယောဂါကထဖို့ဆိုလို့ရှိရင်ယုံသားနဲ့ကုမာသားနဲ့ကြောက်နိုင်လိမ့်မယ်ဒါကြောင့်ယုံတကောင်မရအောင်ရှာလို့ခိုင်းတယ်အဲ့တော့လည်းအကူကြီးဖြစ်တဲ့လူကသူ့ရဲ့ညီလေးကိုယုံရှာခိုင်းတာအဲ့ဒါနဲ့တောတော်ပြီးတော့ယုံရှာတဲ့အခါကျတော့ယုံလေးတကောင်တွေ့တယ်အဲ့ဒါနဲ့သူလိုက်တော့ ယုံကကြွားလာအနဲ့ပြေးတာຫນွေချိုးမှာညှိပြီးနေအဲ့ဒါနဲ့သူဖမ်းမိယုံကလည်းအလုံးကိုကြောက်နေတယ်များသောအဖြစ်ယုံကအဲ့လိုဆိုရင်တေးသွားသူ့သူကြောက်ပြီးတော့တေးသွားတာပဲများတယ်တဲ့နော်အဲ့ဒါနဲ့သူကယုံကိုမိတဲ့အခါကျတော့ယုံကလည်းတအားကြောက်နေတာလည်းတွေ့ရသူစဉ်းစားမိတယ်အော်ငါအမိအသက်ရှင်ဖို့အတွက်ဒီယုံလေးကိုငါတတ်ရမယ်ဆိုရင်ငါမတရားဘူး ဒီယုံကိုတတ်ဖို့လို့ပဲသူလိုက်ရှာခဲ့တာပဲအခုတတ်ဖို့လို့လည်းပဲအခွင့်အရေးကလည်းရနေပြီသူ့လက်ထဲမှာပဲဒီယုံရဲ့သေခြင်းရှင်ခြင်းဟုတ်လားအဲ့ဒီလိုလွန်ကျူးခွင့်ကြုံနေပြီလွန်ကျူးဖို့အကြောင်းကလည်းခိုင်းလုံးနေပြီဒီယုံကိုတတ်အမမအေးရလည်းအသက်ရှင်နေပေါ့နော်ဒါပေမဲ့ဘလို့အကြောင်းတရားတွေပဲပြည့်စုံနေသေးကမူနော်လွန်ကျူးဖို့အရင်နဲ့ဘလို့ပဲဖြစ်နေစေကမူဒါကိုသူမလွန်ကျူးဘူးဆိုသူရှောင်းလိုက်တယ်ငါအမေအသက်ရှင်ဖို့အတွက်တော့ဒီယုံကိုငါမတတ်တော့ဘူးဟောတော်တမျိုးနော် အဲ့ဒါနဲ့ယုံလေးကိုလွတ်လိုက်တော့သူယုံလွတ်လိုက်တဲ့အချိန်တော့ယုံကဝန်တာအရပြေးတာပေါ့အဲ့ဒါနဲ့သူအိမ်ပြန်လာတဲ့ခါကျတော့ကိုကယုံပဲမှာတော့လို့မေးတော့သူယုံမတတ်ခင်မိတော့မိရဲ့ပေါ့အဲ့ဒါနဲ့မအေးကိုလည်းပဲသူကအလုံးမလည်းပဲနော်တနာရတဲ့အတွဲကြောင့်မိကိုကြည့်ပြီးတော့သူသစ္စာပြုနေတဲ့သူကတိတက်တဲ့အရွယ်ကစပြီးတော့နော်စေတနာနဲ့တိလျက်နဲ့သိစီလိုတဲ့စိတ်နဲ့ဘယ်တော်ဝါဘုမသူမတတ်ပါမတတ်ဘူးပေါ့ဒီမှာနဲ့သစ္စာတကားကြောင့် ဲ့မိခင်မှာကရောက်နေတဲ့ယောဂဝေဒနာဇိုးဟာပပျောက်သွားပါစီလို့သစ္စာရှုတယ်။ဒါမိရဲ့ယောဂကလည်းပျောက်သွားတယ်။အဲ့ဒါလေးကိုဘုန်းဘုန်းတို့စာထဲမှာသတ္တိပြတယ်နော်။တမတံပတ္တဝိရတိဆိုအဲ့ဒါမျိုးကိုပြောတာလို့။အဲ့ဒါဘုန်းဘုန်းကဒါလေးကိုပြောတဲ့အခါကျတော့ဘုဇုအကြောင်းကိုလည်းသွားပြီးတော့အမှတ်ရအောင်ဆိုတော့ဝိဒူရာဒုက္ခမိန်ကြီးအကြောင်းကိုလည်းသွားပြီးတော့အမှတ်ရ။နောက်ဝိဒူရာဒုက္ခမိန်ကြီးဆိုတာဝိဒူရာဇာပတော်များများကြားဖို့ပါလေ။ဟုတ်လား။ အလွန်ပညာရှိတယ်ဘုရားလောင်းသူတော်ကောင်းကြီးပေါ့နော်အဲ့နောက်တော့ဘုန်းဘုန်းတို့ပုံကဘလို့ ਆ နော်ဣဒံတတိနော်ငကားမလေးနဲ့တွေ့တဲ့အခါမှာအလွန်ချစ်တဲ့အတွက်ကြောင့်ရကျင်ရကျင်တော့ဖေယိုတောင်းတော့ဖေယားလည်းပဲနော်ဒီဣဒံတတိရဲ့မအေကဝိဝိဒုဒရဲ့တရားကိုနားရတယ်လို့အိမ်မက်မက်အိမ်မက်မက်တဲ့အခါကျတော့ဒီဝိဒုဒကိုငကားပြီကိုလာသိကျင်တယ်အဲ့ဒါကိုသူကရိုးရိုးမပြောဘဲနဲ့ ဝိဓုဒရဲ့နှလုံးသားကိုမစားကျင်တယ်လို့ပြောတာအမှန်သူပြောတာဝိဓုဒရဲ့တရားကိုနာကျင်တယ်လို့ပြောတာအဲ့ဒါကိုငကားမင်းကြီးကလည်းပဲအတိဘယ်ကိုကောင်းကောင်းနားမလဲတဲ့အတွက်ကြောင့်မင်းငါသမီးကိုရကျင်တယ်ဆိုရင်ဝိဓုဒကိုတရားသဖြင့်ရအောင်ယူခဲ့ဝိဓုဒကိုတရားသဖြင့်ရအောင်ယူခဲ့အတင်းအကျပ်လည်းမဟုတ်မင်းတရားသဖြင့်ရအောင်ယူခဲ့ဆိုအဲ့ဒါနဲ့ပုံနကားလူလင်ဟန်ဆောင်ပြီးတော့ဝိဓုဒကိုအရှင်သခင်ကောရပြမင်းကြီးကသူအလောင်းစားကျွေးအံကစားအလွန်မှသူကကျူးတယ်လောင်ကစားသမားကြီးပေါ့နော် အဲ့တော့လောင်းသားသမားကြိုက်အောင်ဆိုပြီးတော့သူအပေါင်းဆိုနတ်မင်းပြန်ရတယ်အလွန်ကောင်းတဲ့ဗရမညာနတ်တို့ရဲ့ဗရမညာကိုယူသွားတယ်လူလင်ဟန်ဆောင်ပြီးတော့အဲ့ဒါနဲ့မင်းကြီးနဲ့ကျွရန်ကစားမယ်ဆိုမင်းကြီးကဒီလောကမှာ तू ဟာသူ့ကိုကျွရန်ကစားနိုင်အောင်ကစားနိုင်တယ်သူဘူးမှမရှိဘူးလို့ तू ကယုံကြည်ထားတယ်သူ့ကိုစောင့်ရှောက်နေတဲ့နတ်သမီးကလည်းရှိတယ်ဒါကြောင့် तू ကကြည်အမြင်နိုင်ဒါပေမဲ့ဒီပုံပုံကက तू ဟာဘလူးဟုတ်လား तू ကဒါဘလူးမှမသိဘူးဟုတ်လားအဲ့တော့ဒီသူ့ကိုစောင့်ရှောက်နေတဲ့နတ်သမီးကလည်းပဲဒီဘလူးကိုကြောက်ရတယ် ဒါလည်း तू ကမသိဘူးအဲ့တော့ तू ကနိုင်မယ်ဆိုပြီးတော့အဲ့လို့ဆိုရင်သူ့ရဲ့လောင်းကြီးကဘာလဲဆိုတော့ဗရမ ्या ကိုပြတော့မင်းကြီးအလွန်ရချင်းအဲ့လို့ဆိုရင်မင်းကြီးရဲ့လောင်းကြီးကဘာတော့မင်းကြီးရှုံရင်ဘာပေးမှာဘာပြောဆိုမိုက်မိုက်ကန်ကန်မယ်နော်ငါရဲ့တဲ့သူ့အသက်ပေါ့နော်ငါမိဖုရားရဲ့ငါထီးနှံ့ရဲ့ဒီသုံးခုကလွဲလို့မင်းကြိုက်တာယူလို့ပြောတယ်ဟာအဖေအလွန်ကြိုက်သွားတာပေါ့နော် तू ရချင်တာဝိဓုဒါကိုရချင်လို့လာတယ်လေဟုတ်လားအဲ့ဒါနဲ့ကျူရင်ကစားတော့ဟာအစာပိုင်း तू ရှုံးမလို့ဖြစ်နေဘာလို့ရှုံးမလို့ဖြစ်တုံးဆိုဟောနတ်သမီးက ထောက်အထောက်အကူပေးနေတာမင်းကြီးဘက်ကလည်းအဲ့ဒါကိုတီးတော့ပုံကမျက်စောင်းထိုးလိုက်တော့နတ်သမီးကလည်းလွင့်သွားတာပေါ့နော်အနောက်ချိန်ကျတော့ဥဒ္ဒရာနိုင်အဲပုံကနိုင်ရောနိုင်တော့မင်းကြီးကလည်းအေးအေးဆေးပဲကြိုက်မင်းပါရချင်တော့မင်းရချင်တော့တောင်းငါပေးမယ်ငါရှုံးပြီဝိဓုဒါကိုပေးတော့တောင်းဟာအဲ့ဒီချိန်မှာမျက်လုံးပြူးသွားသူကဝိဓုဒါကိုမှတ်မရဘူးလေဟာငါဝိဓုဒါကိုပေးလို့မရဘူးတဲ့ဝိဓုဒါကငါအဖေဆိုလဲဟုတ်တယ်ငါတိုင်းပြူကိုစောင့်ရှောက်နေမင်းဝိဓုဒါအတွက်လို့မင်းကြံတာကြိုက်တာလား အမင်းကြီးစကားကိုတီးပါစီမင်းကြီးပဲဆိုတော့တုန်းကငါအတဲ့ရဲ့မိဖုရားရဲ့ထီနန်းစည်းစိမ်ရလွဲမင်းကြိုက်တာတောင်းအခုဘာလို့မင်းကြီးကစကားကိုဖောက်လဲဖောက်ပြန်ပြောရတော့ဆိုဟာဝိဓုဒါငါမပိုင်ဘူးတဲ့ဒါကြောင့်ဝိဓုဒါငါပေးလို့မရဝိဓုဒါငါပစ္စည်းမဟုတ်အဲ့တော့ဘုံတကလဲဝိဓုဒါကိုမင်းကြီးပိုင်တယ်မပိုင်ဘူးဆိုတာအဲ့ဒီဝိဓုဒါကိုပဲသွားပြီးတော့မင်းမယ်ဝိဓုဒါဆုံးဖြတ်တဲ့အတိုင်းပဲ ဝိဓုဒါသာတကယ်လို့သူ့ကိုမင်းကြီးပိုင်တယ်ဆိုရင်အဲ့ဒါကျွန်တော်မျိုးကယူသွားမှာဒါဝိဓုဒါဆုံးဖြတ်တဲ့အတိုင်းပဲဆိုအေးအဲ့လိုဆိုရင်သွားမေးကြမယ်ဆိုဝိဓုဒါကသွားမေးတယ်သွားမေးတော့ဝိဓုဒါသိတယ်ဘုရားလောင်းကဒါလူမဟုတ်ဘူးဟုတ်လားဒီလူနောက်လိုက်ရရင်တော့ तू တေရလိမ့်မယ်ဆိုတော့သိတယ်ဒါမဲ့သူ့ကိုမေးပြီဟိုကလည်းပဲချီးတုပ်ပြီးတော့မေးတာစကားကိုအမကြီးတဲ့တင်ဟာဝိဓုဒါဆိုပြီးတော့တင့်ရဲ့နာမည်နတ်ပြည်ထီတောင်ကြော်ကြားတယ်နော်